ပြန်လာမင်္ဂလာပါကျွန်တော်တို့ fighter anatomy အနာတိုင်းမှာအစီအစဉ်ပုံမှန်တစ်ခုနဲ့ရွှေကြွင်းဖြစ်ပါတယ်ကျွန်တော်ဒီနေ့ description နဲ့လို့ပို့လိုက်ပါဘောနော်မနေ့ညပေါ့နော်အဲငါးရက်နေ့ညဖန်စီမှာကျင်းပခဲ့တဲ့မူထိုင်းတက်ပို့ပါဘောနော်ဆိုနေငွေတပည့်မူထိုင်း fighter ကိုလေထိုးနိုင်ရခဲ့တဲ့ပိုလို့ဖြစ်ပါတယ်ဆိုအခုဒီပိုလို့ကျွန်တော်ဆက်လက်ကြည့်လိုက်အောင်ဒီ round shot ပထမချိန်ဆိုင်နော်ဒီဆိုနေငွေတပည့်ကတော့အမဲအောင်လက်အိတ်ပို့ထားပြီးတော့မူထိုင်း fighter ကတော့အနေအောင်လက်အိတ်နဲ့ပေါ့နော်

ဆွနုံတပည့်နော်တူဝန်ထောင်းမှာပြည့်ပြီးဝန်သူပြည့်လုံးနေထုံးနေနော်ဒီဆိုရတပည့်ကတော့သူ့ဆရာချီရနေငါကြည့်ရအောင်နော်ကဲကဲဒီထပ်ဖက်တာလေလူပိတဲ့ကနေသူ့ဆိုလူပိတဲ့ကနေဝန်သူပြည့်လုံးနေထိုးတယ် လိုက်ထိုးလိုက်ထိုးတယ်နော်ဟုတ်ကဲ့ already အလုကန်အလုကန်โอเคเกทับไปตาทับไปแล้วหมอกไปนะซุยดิเป้ขอทีก็ทอดเลยดิทีเดียวเนาะ उसके लिए कहना है सुनिंग मैच में Round 2 aja bisa main loh. Round ဲထမ်းဘက်ကလည်းအိုးအခုမျိုးစုံမယ်နော်ကျောင်းရ reach တိုင်းနေရရင်နော်မဆောင်နေရတယ်ကျောင်းလေးတော့

Zuki de Gane. Oh, while the two in off, pulling the way. Zuki de Gane. Zuki de Gane. Zuki de Gane. Okay, time I got to be in a ကိုယ်တွေစလုံးတွေထိုးတယ်လူကိတကန်နဲ့ဝန်တူတွေလုံးနေထိုးတယ်ကဲမှောက်ပြီထိုင်းဘက်ကလုံးဝမှောက်ပါရဲ့နော်မန်မောက်ဝဲအချိန်မမောက်တွေမာဆူခမေမီလိုချနာအာခမေကမြန်တော့တော်တော်လေးမူတိုက်ကဲကဲဒါလေးရတော့စလုံးတွေလေထိုးနေနိုင်ရောက်ပါပြီနော်ဒီပွဲလေးရတော့မင်းညာဖန်စီမှာကျင်းပခဲ့တယ် မူထပ်ပြောင်းမှမှာပေါ့နော်ဆိုလိုငယ်တပည့်ထပ်ဖတ်တော့လေးလို့နိုင်သွားဖြစ်တဲ့ပိုလိစ်ဖြစ်ပါဆိုအဆုံးကြည့်ပြီးတော့အားလုံးကျေးဇူးတင်ပါတယ်ဘလူးဆင်းတက်တဲ့ဘူဘူကောင်းနေနေနေပုံမှန်စပီးတော့ပြုလို့ရ YouTube channel ကို subscribe လုပ်တယ်ဆက်ဖော်လို့တော့ပြတယ်ပေါ့နော်ကျေးဇူးတင်ပါတယ်